အလုံးမဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ဟိုနေ့ကတည်းကမနေ့ကတည်းကကျွန်တော်တို့အတိတယောက်ကနေပြီးတော့အတိတယောက်ကမဟုတ်ကျွန်တော်တို့ comment တွေအောက်ကနေအကိုတယောက်ကနေပြီးတော့ Manchester City တဲ့တင်လေးတင်ပေးပါအောင်ဆိုတော့ Manchester City တဲ့တင်အခုတင်ပေးပါပါ။ဒါကျွန်တော်တို့ Manchester City တဲ့တင်ကတော့အမှန်တမ်းပြောရမယ်ဆိုရင်တော့သိပြီးတော့ ဒရင်းကောင်းဆိုတာထက်လက်ရှိမှာလာမယ့်နေရာဒီမှာသူတို့အနေနဲ့လှုပ်တင်လှုပ်ထိုက်တာဒီကိုလှုပ်သွားဖို့အတွက်ကြိုးစားသွားမယ်တည်င်းတခုဆိုတော့ပုံမှန်ပဲပေါ့နော်အဲ့တော့လက်ရှိမှာမန်ချက်စတာစီးအသင်းနဲ့သူတို့ကဒါတော်တော်ရောက်မှိုက်ရပြခရစ်ပတစ်နဲ့စကားပြောရလို့ပဲပြောပြောခရစ်ပတစ်ဆိုတာကျွန်တော်တို့နည်းနည်းလှုပ်ဝက်စားတဲ့ပဲစီးဒီအသင်းကစကားပြောရလို့ပဲဆိုရမှာစီးဒီအသင်းနဲ့လာမယ့်နေရာဒီမှာအသက်30နှစ်အထက်အသင်းရဲ့ရှိတဲ့ကစားသမားတော်တော်များများကိုရောင်းချသွားတော့မှာဖြစ်ပြီးတော့အသင်းနဲ့လမ်းခွဲသွားတော့မှာဖြစ်တယ်ဆိုတဲ့တည်င်းဒီကိုတော့ရှောက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်အဲ့တော့ ကျွန်တော်အနေနဲ့ဒီအားကိုဒါဘယ်သူနာမည်လည်းမပါတဲ့ကြောင့်ကျွန်တော်အနေနဲ့ဒါ transfer market မှာဒါအသက်ရွေးနဲ့ date နဲ့တွားကြည့်ခဲ့ရတယ်မှာပါတယ်ဒါပေမဲ့အသက်30အရွယ်ထဲမှာမှာအကြီးအဆုံးတစ်ခုကလာမဲ့နေရာဒီမှာဒါ city thing နဲ့ဆက်ထားမဲ့လူတယောက်ပဲရှိတယ်အဲ့ဒီသူကဒါကျွန်တော် Scott Carson လို့ပြောပြီးတော့ဒါကျွန်တော်ကျန်တဲ့လူတွေအကုန်လုံးကအသင်းပြောင်းဖို့အတွက်ရာဂိုင်းနှုံးနေများတယ်ဆိုတော့တရင်တွေထွက်ပေါ်ရတယ်မှာပါတယ်ဘောနော်အဲ့တော့ တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါအဲ့တော့ဒီနေရာမှာကျ CD သင်းရဲ့ပြည်သက်တယ်ဟဲ့အသက်30ငါတို့တင်မှာအသက်30ကျော်တွေကဘဒူတွေရှိလဲဆိုတဲ့ဒါကျွန်တော်တို့ဟို at least ဆိုတာကျွန်တော် wonder ဖြစ်တာတော့အကုန်လုံးကဒါကိုအသင်းကဟာဘဒူလဲဘာညာလဲဆိုပြီးတော့စိတ်ဝင်စားစရာပုံစံပြီးတော့ဖြစ်တာပေါ့အဲ့တော့ကျွန်တော်ကလက်ရှိမှာ transfer market ရဲ့ data တွေကကျွန်တော်ဒါကွန်ပျူတာလေးကြည့်ပြီးပြောမယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ transfer market ရဲ့ data ရ Manchester City မှာအသက်30အရွယ်နဲ့အထက်ကစားသမားတော်တော်လေးကိုများပြတယ်ဒါပြင်ကျွန်တော်အသက်30ပြည့်ကံဒီကစားသမားကြီးလည်းရှိတယ်အဲ့တော့ပထမဆုံးအနေနဲ့ဒါကျွန်တော်တို့အသင်းပြောင်းဖို့တည်ကြ တဲ့ကစားသမားတွေကျွန်တော်ဆက်ပြီးပြောလိုက်အောင်ကျွန်တော်မြင်ရပြောမှာဒီနှစ်မှမှပြောင်းလာခဲ့တဲ့အီကိုင်ကွန်ဒိုကံပဲအီကိုင်ကွန်ဒိုရဲ့အခုလက်ရှိမှာအသက်အရွယ်အဖြစ်34နှစ်ရှိပြီဒါကျွန်တော်စီးတီးတဲ့ဒီနှစ်မှာဒါကျွန်တော်သူ့အနေနဲ့အဲအသက် အရွယ်ကြီးမားတဲ့ဒါကျွန်တော်တို့ဒါ service ရှိတဲ့ wiring ကစားသမားတယောက်ကိုလူချင်းလို့ဒါ Gandogan ကိုပြန်ခေါ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ Gandogan နဲ့အခုလက်ရှိမှာ Tin Lock အလုံးမဖြစ်ခဲ့တဲ့အတွက်ကြောင့်မလာမဲ့ Nuya ဒီမှာ Ikai Gandogan ကိုတော့ဒါကျွန်တော်အသင်းကနေပြီးတော့တရားဝင်ထွက်ခွင့်ပေးတော့မှာဖြစ်တယ်လူကြားသိရတယ်ဒါမှပါတယ်လက်ရှိမှာအဓိကကျွန်တော်ဒါ Ikai Gandogan ကိုဒါကျွန်တော်လောကလာစာအနည်းဟုတ်လောကလာစာအနည်းငယ်များတဲ့အတွက်ကြောင့်မလို့ဒါအသင်းကနေပြီးလာမဲ့ Nuya ဒီမှာ short ချသွားဖို့အတွက်ပြင်တယ်အဲ့တော့လက်ရှိမှာ City အသင်းနဲ့ဒီအသက်30အရွယ်တွေကိုဘာလို့လာမဲ့ Nuya ဒီမှာအသင်းကထွက်ခွင့်ပေးတာလဲဆိုတော့မိကုံအဖြစ်က ရှေ့ရှေ့လေးပဲသူတို့အနေနဲ့လာမယ့်နေရာဒီမှာအသက်25နှစ်အောက်ကစားသမားတွေနဲ့စားထိုးဖို့အတွက်လာစတင်ပြီးတော့ပြင်ဆင်နေပြီဆိုတဲ့တရင်ထွက်လာလက်ရှိမှာဒါကျွန်တော်တို့ Frank Pong Musiela ဟိုဆို Musiela မဟုတ်ကျွန်တော်ဒါဟိုပါလေ Florian Riz ဒါကျွန်တော်တို့အများကြီးပေါ့တရင်တွေရတာတိုက်စစ်မှုတွေဆိုတဲ့လူငယ်တွေဒီလိုမျိုးအများကြီးပြင်ဆင်လာခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိမှာ City တင်းနေတာကျွန်တော် Ekai Gondogan ကိုလည်းလက်ရှိလာမယ့်နေရာဒီမှာလာတနစ်ပဲအသင်းမှာရှိ ပြန်လာခဲ့ပေမဲ့ဒါလာမယ့်နွေရာသီမှာအင်ဂျန်ကွန်ဒူဂန်နေနဲ့ပြောင်းကျင်နေဆိုရင်တော့ sorry လို့ပါတို့ကိုအသင်းကနေပြီးတော့ပေးပြောင်းသွားမယ်လို့ကျွန်တော်အနေနဲ့ကြားသိရတယ်မှာပါတယ်ဘောနော်ပြောချင်တာကဒါအင်ဂျန်ကွန်ဒူဂန်နေနဲ့တစ်နှစ်လောက်ပဲဒါကျွန်တော် CD သင်းမှာနေခဲ့ရပြီးကျန်တဲ့အချိန်လေးမှာတော့ဒါအသင်းပြန်ပြောင်းသွားအောင်မှဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့လက်ရှိအသက်30အရွယ်ထဲမှာဒါကျွန်တော်2ယောက်ထဲကတစ်ယောက်ထွက်မယ်ဆိုရင်တော့အီဒါဆန်ပူဖြစ်ဖို့များတယ်လို့ပဲပြောပြရစီအဲ့တော့လက်ရှိမှာအသက်အရွယ်အသက်30အရွယ်မှာဒါကျွန်တော်စတက်ဗန်အိုဒီကအသက်32နှစ်အရွယ်ရှိတယ်အီဒါဆန်က32နှစ်အရွယ်ရှိတယ်လက်ရှိမှာ အာမန်ချက်စတာစီးတီးအသင်းနေတဲ့အီဒါဆန်ကူတော့လာမယ့်နေရာဒီမှာဆော်ဒီဘက်ကိုရောင်းချဖို့အတွက်စီစဉ်ထားရဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်ကျွန်တော်စီးတီးသင်းနေလာမယ့်နေရာဒီမှာသူတို့အသင်းအတွက်ဒါကျွန်တော်တို့နံပါတ်1ဂူသမားနေရာအတွက်လည်းဒါကျွန်တော်ပေါ်တူရဲ့ဂူသမားဖြစ်တဲ့ရူကော့စတာကိုပြင်ဆင်ဖို့ခေါ်ယူဖို့အတွက်ပြင်ဆင်နေဆိုအကုန်လုံးသိရတယ်မှာဒါပြကျွန်တော်တို့ ပြစ်သစ်ဒါကျွန်တော်တို့အသင်းတွေကဒါကျွန်တော်တို့ကစားသမားတွေဖြစ်တဲ့ရှာဗလီယာဆိုတဲ့ချာတိတ်ကူလည်းဒါကျွန်တော်ခေါ်ယူမှုအတွက်ဒါစီးစီးသင်းနဲ့ပြင်ဆင်နေကြတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဂိုးသမားနှစ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ဒါစတီဗန်အိုတေးကဒါမှမဟုတ်အီဒါဆန်ကတော့အသင်းကနေထွက်ရမှာဖြစ်တဲ့စတီဗန်အိုတေးကလက်ရှိမှာအသင်းမှာစံနေဖြစ်မှုတွေရာဂိုင်းလို့များပါတယ်ဒါပေမဲ့အီဒါဆန်ကတော့ဒါကျွန်တော်တို့မနစ်ကကလေးကဒါကျွန်တော်စီးစီးသင်းနဲ့အီဒါဆန်ကဒါကျွန်တော်တို့ဆော်ဒီဘက်ကိုရောင်းချဖို့အတွက်ပြင်ဆင်နေကြတာကိုအမှတ်ရကြလိမ့်မယ်ဒါပေမဲ့အီဒါဆန်ကဒါကျွန်တော်ဂွာဒီယိုလာအနေနဲ့တစ်နှစ်လောက်တော့သူအခွင့်အရေးထပ်ပေးမယ်ဆိုပြီးပေးခဲ့ပေမဲ့အီဒါဆန်ကလာမဲ့နေရာဒီမှာတော့ဒါကျွန်တော်တို့ဆော်ဒီအသ င်းကိုရောက်ဖို့တော့လုံးများတယ်ဒါပေမဲ့ကျွန်တော် ider ဆိုင်အပြောင်းရွှေ့ကနေပြီးတော့စီးလီးတင်းနဲ့ပေါင်တန်း30နဲ့35တန်းလောက်မြတ်ဖို့အတွက်လည်းဒါကျွန်တော်မျှော်လင့်ထားရဲဆိုပြီးတော့တည်နေထွက်ပေါ်လာခဲ့တယ်တော့မှာပါတယ်အဲ့တော့ဒါကျွန်တော်အသက်30ရွယ်နောက်ထပ်တစ်ယောက်အသင်းကထွက်ဖို့တည်ကြတာကတော့ ider ဆန်လို့ပြောလို့ရတယ်တော့မှာပါတယ်ဒီအသက်30ရွယ်ထဲမှာဒါကျွန်တော်တို့အမှန်တမ်းပြောရမယ်ဆိုရင်အသင်းကနေပြီးတော့ရောင်းဖို့ဒါကျွန်တော်တို့ထွက်ဖို့ဆိုတာတဲ့ အသင်းရဲ့နေရာမှာဒါကျွန်တော်မစိုးပေမဲ့ဒါကျွန်တော်အသင်းကထွက်ဖို့အတွက်ရေးပန်းစားနေတော့ကစားသမားတစ်ယောက်ရှိတယ်ဗျအဲကစားသမားကတော့ကျွန်တော်ဘနာဒူဆေးပါပဲဘနာဒူဆေးပါမမဲရရတာကျွန်တော်တော်တန်ဟော့စပါအသင်းကိုဒါကျွန်တော်ဟယ်ရီကင်းအပြောင်းရှင်မှာဒစီတဒီသားအနေနဲ့ထည့်ပေးမှုတွေစူးစမ်းခဲ့တာမှတ်မိတယ်အဲ့နောက်ပိုင်းကလေးကဘနာဒူဆေးပါတယောက်ဒါအသင်းပြောင်းမယ်ပြောင်းမယ်နဲ့မပြောင်းဖြစ်တာခုချိန်ထိပဲဂျာဒင်မာဒါဘာစလိုနာအသင်းနဲ့သတင်းထွက်သွားခဲ့ပေမဲ့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုဘနာဒူဆေးပါအနေနဲ့လက်ရှိချိန်ထိဒါအသင်းပြောင်းမှုတွေဘာမှသတင်းမထွက်ခဲ့တာဖြစ်တယ်ဘနာဒူဆေးပါအနေနဲ့အခုလက်ရှိမှာဒါစာချုပ်တက်တန်းရလဲ စာရုပ်တန်းရတာကျွန်တော်တို့အဲ2026နှစ်ရှိသေးတယ်ပြောကြတာတစ်နှစ်လောက်ကြာနေသေးတယ်အတွက်ကြောင့်မို့လားကျွန်တော်တို့ ပထမဆုံးဘာကိုလိုချင်တဲ့ club ရှိရင်တော့ဒါခေါ်သွားလို့ရနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရမယ်တဲ့မှာပါတယ်။ဒါပေမဲ့အဲ့ဒါကျွန်တော်ပထမဆုံးဘာကမနစ်တနည်းမှာမူနာကိုကရောက်လာခဲ့တယ်လို့ပါပဲ။ဒါကျွန်တော်တို့မျက်စိရှိနေမယ်ပေါ့နော်။အဲ့တော့အခုလက်ရှိမှာဒါအကယ်၍လိုချင်တဲ့ club တွေသာရှိမယ်ဆိုတော့ပထမဆုံးဘာကိုဒါကျွန်တော်တို့ CD အသင်းနေနဲ့ရောင်းချသွားဖို့ရှိရဲ။စာရုပ်သက်တမ်းတစ်နှစ်ပဲကျန်နေပထမဆုံးဘာစီကနေပဲဒါကျွန်တော် CD အသင်းနေနဲ့ဒါကျွန်တော်တို့ငွေကြေးရတစုံတရာအများကြီးမျောလင်းထားခြင်းတော့မရှိဘူးလို့ကြားသိရတယ်မှာပါတယ်။နောက်တစ်ယောက်ကလက်ရှိမှာဒဏ်ရာတွေမကြာခဏရပြီးအသက်30တည်းလေးဝင်လာတဲ့ဒါခံစစ်မှုတွေတဲကတယောက်လို့ပြောလို့ရတဲ့ ကစားသမားပဲအဲကစားသမားကတော့ John Stone ဖြစ်တယ် John Stone ကိုလည်းရှိလာမယ့်နေရာဒီမှာဒါကျွန်တော်တို့ Manchester City အသင်းအနေနဲ့အသင်းကနေပြီးတော့ထွက်ခွာခွင့်ပေးသွားမယ်လို့ကြားသိရတဲ့မှာပါပါတယ်။လက်ရှိစာချုပ်ရတာဘနာရောစီးပါလို့ပဲစာချုပ်တက်တန်းရတနစ်ပဲကြံတော့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ City အသင်းအနေနဲ့ဒါ ဂျွန်စတုန်းကိုလာမယ့်နေရာဒီမှာဒါကျွန်တော်ရောင်းချသွားဖို့တပင်းစင်းနေဂျွန်စတုန်းကဒါသူ့ရဲ့ကလပ်ဟောင်းဖြစ်ခဲ့ဘူးတဲ့ Everton အသင်းကတော့ပြန်လည်ပြီးခေါ်ယူသွားဖို့တော့စဉ်းစားနေပြီးတော့တချို့သောကောလာဟာလာတွေမှာ Brentford အသင်းကလက်ရှိမှာဂျွန်စတုန်းကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်းအကြီးအကျယ်ထွက်ပေါ်နေတဲ့မှာပါတယ်အဲ့တော့ဂျွန်စတုန်းကမမဲရပါဒါကျွန်တော် CD အသင်းဒါကျွန်တော် Pep Guardiola ဒါ ရောက်ခရဲကတော့ကျွန်တော်ဒီရှိနေတဲ့ကစားသမားတွေကတယောက်လိုပြောလို့ရရမှာပေါ့နော်အဲ့တော့ဂျွန်စတုန်းကဒါတတ်တော်ရှိကစားသမားတွေတယောက်2016ခရဲကတော့ကျွန်မမေးရ Everton ကခေါ်ယူခဲ့တဲ့ကစားသမားတွေတယောက်ဖြစ်ပြီးတော့အခုချိန်ဒါကျွန်တော်တို့10နှစ်ကြာကြာမှာတော့ဒါခွက်ခွာတော့ဘူးဒါရေဘန်းစားနေကစားသမားလို့ပြောလို့ရတယ်ဂျွန်စတုန်းကတော့ကျွန်တော်တို့ Pep Guardiola ကိုတော်တော်လေးအသုံးတော်ခံခဲ့တဲ့ Triple Winner မှာလည်းအရေးပါခဲ့လို့ဒါကျုံအောင်ကြပဲနဲ့မတော်လို့ရေးပါခဲ့တယ် inverted full back center back လိုအပ်ရင်ကျွန်တော် RBT ထွက်ဆော်ပြီးတဲ့ကစားသမားတယောက်ဒီနဲ့ဒါ city အသင်းကထွက်တော့သွားခဲ့မယ်ဆိုရင်တော့နှမျောဘူးကောင်းတဲ့ကစားသမားပြင်မယ်လေ အသက်ရွယ်ကတော့ကျွန်တော်ထွက်သွားတဲ့အသက်ရွယ်တစ်ခုလေးရောက်လာခဲ့ပြီလို့ပြောလို့ရတယ်မှာပါတယ် နောက်ဆုံးအနေနဲ့ခြံထားခဲ့တဲ့ကစားသမားတယောက်ကတော့လက်ရှိမှာ Kevin De Bruyne ဖြစ်တယ်။တိကျပြီးသားဖြစ်လိမ့်မယ် Kevin De Bruyne လက်ရှိမှာဒါကျွန်တော်တို့အသင်းပြောင်းမှုတော့သူကိုယ်တိုင်လည်း ready ဖြစ်နေလို့မနစ်ကနွေရာသီလောက်ခေတ်ကသူ့အနေနဲ့အသင်းပြောင်းမယ်အသင်းပြောင်းမယ်ဆိုတကယ်ကြီးလုတ်ခဲ့တဲ့ဒါကျွန်တော်အသားကစားသမားတယောက်ဖြစ်တယ်။ခုနကကျွန်တော်တို့ဒါ John Stone လိုပဲဒါတော့တတ်တော်ရှိကစားသမားတွေတယောက်ဖြစ်ပြီးလက်ရှိမှာအသင်းမှာ10နှစ်တိတိရှိလာခဲ့ပြီးဖြစ်တဲ့ကစားသမားတယောက်ဖြစ်တယ်လို့ပြောလို့ရတယ်တော့မှာပါတယ်။2015ခေတ်ကဒါကျွန်တော်တို့ CD အသင်းကိုရောက်ရှိနေခဲ့ပြီး10နှစ်တိတိဒါလက်ရှိမှာ CD အသင်းကိုအသုံးတော်ခံခဲ့တဲ့ကစားသမားတယောက်ဆိုရင်တော့ပြောစရာ ာမလိုဘူးလို့မြင်တယ်။တရှိမှတော့ကျွန်တော်တို့ Manchester City အသင်းနဲ့ Kevin De Bruyne တော့ပထမကတော့မနစ်ခတဲ့ကတော့ကျွန်တော်မူစီယဲသားသူ့မို့ဒါ Florian Risk နဲ့တွဲပြီးဒါဆော့ကိုင်းဖို့တော့ပြင်ဆင်ခဲ့ပေမဲ့ Florian Risk ကလည်း Leverkusen မှာတနစ်ထပ်နေခဲ့တယ်။မူစီယဲလာကလည်းစာရုပ်တက်တန်းတိုးမယ်ဆိုပြီးဒါ Manchester City ကိုညှင်းပယ်ခဲ့တဲ့ကြောင့်မို့ကွင်းလယ်ပိုင်းမှာဒါကျွန်တော်တို့ အဲကေဗင်ဘရိုင်းနာရဲ့သူ train ပြနေတဲ့ကစားသမားတယောက်မရှိခဲ့တဲ့အတွက်ကြောင့်မို့ဒါ season တော့နင်နာစရာဖြစ်ခဲ့လို့ပြောလို့ရတယ်အခုလက်ရှိကေဗင်ဘရိုင်းနာအနေနဲ့ပြန်ကြည့်မယ်ဆိုရင်လာမယ့်နွေရာသီမှာဒါဘယ်ကိုပြောင်းမလဲဆိုတော့မေကိုပထမတော့ဒါမနစ်ကနွေရာသီမနစ်ကဒါအပြောင်းရွှေ့ရာသီမှာဒါကျွန်တော်တစ်ချိန်လုံးဒါကေဗင်ဘရိုင်းနာရဲ့ဘက်ကတဖွားဖွားပြောနေခဲ့တဲ့ဇာတ်တကူကမှတ်မိကြလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့အဲ့သူအနေနဲ့ sorry ဘက်ကိုပြောင်းရွှေ့ဖို့အတွက်စိတ်အားပူထက်သန်နေဆိုပြီးခဏခဏပြောခဲ့တယ်ဒါပေမဲ့တကယ်တမ်း reality မှာအခုလက်ရှိဒါကျွန်တော်တို့အဲ Manchester City အသင်းကနေပြီး Kevin De Bruyne ထွက်ခွာသွားခဲ့မယ်ဆိုရင်တော့ MLS ပေါ့နော်ဒါ Major League Soccer ကိုဒါပြောင်းဖို့အတွက်ဒါကျွန်တော်ရေဘန်းစားနေတယ်ဆိုတဲ့သတင်းဒီလေထွက်ပေါ်နေခဲ့တာတွေ့ရမယ်အဲ့တော့ကျွန်တော်ကတော့ Kevin De Bruyne က Major League Soccer ကိုသွားစီခြင်းနဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ဒါလစာအများကြီးမယူတော့ဘူးတေးကြတယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဆိုရင်ဒါကျွန်တော်တို့ Inter Miami တို့ဘာလို့သွားစီခြင်းဒါမှမဟုတ် LA Galaxy တို့ဘာလို့သွားစီခြင်းနဲ့တော့ပါတယ်တချို့ကြတာ Chicago ဘက်ကိုသွားမယ်ဆိုတဲ့သတင်းနဲ့ထွက်နေတဲ့တယ်မှာပါပါတယ်ဘယ်လိုပဲပြော Kevin De Bruyne အနေနဲ့ Saudi ဘက်ကိုသွားမယ်ဆိုတာထက်လက်ရှိမှာဒါကျွန်တော်တို့ MLS ဘက်ကိုသွားဖို့အတွက်ပို့ပြီးတော့ တတိယနေ့ရထွက်နေတဲ့မှာအဲ့တော့လက်ရှိမှာဒါဆိုစီဒီအသင်းနဲ့လာမဲ့နွေရာဒီမှာအသက်30နဲ့အထက်ကစားသမားတွေကိုအသင်းကနေရှင်းပြထုတ်မှာဖြစ်ပြီးတော့ကစားသမား9ယောက်နဲ့အထက်ကိုဒါကျွန်တော်တို့ပြင်ဆင်တော့မှာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာဒီကစားသမားတွေကိုအစားထိုးဖို့အတွက်လည်းဒါကျွန်တော်တို့ sporting director အားကစား writer အသက်ဖြစ်တဲ့ကျွန်တော်တို့ Hugo Vienna လည်းပြင်ဆင်နေပြီဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်လက်ရှိမှာဒါ Kevin ကိုကျွန်တော်တို့ကျွန်တော်တို့ဒါ Pep Guardiola နဲ့ကစားသမားအသစ်တွေကိုသူကိုယ်တိုင်ဥဆောင်ပြီးခေါ်ယူမယ်လို့လည်းကြားသိရတယ်မှာပါတယ်ဟုတ်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆက်ပေါင်းကူညီလို့ရပါတယ်များများလေး လဲကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment နေထဲမှာလဲ youth sport media 3.0 ਨੇ TV4 ရဲ့လေးလေးတွေကိုထည့်ပေးထားကြကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ရမြန်မြန်လေးလဲကလစ်ဖို့မမေ့ကြပါနဲ့ဟုမြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်အားလုံးကြိုတင်ပါတယ်ကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပင်ဒီပါပါဗျာ